တောလာသမအိမ်မက်ကောတလာမင်းအိမ်မက်ဆဲ၆စိတ်တို့သည်ကြားတစ်ကိုတဆားကြသဖြင့်ကြားတစ်တို့သည်ကြောက်လန့်လျက်စိတ်တို့ကိုအဝေးမှမြင်လင်ပင်တောချုံရှိရာသို့ပြေးကြသည်ကို မြင်မက်ပါသည်နောက်ခါတရားမဆောင်သော မင်းတို့လက်ထက်၌အမျိုးယုတ်သောသူတို့အစိုးရကုံတွေဖြစ်၍အမျိုးမြတ်သူတို့မထင်ရှားဖြစ်လက်တဲ့အမျိုးယုတ်သူတို့မှမင်းကျွမ်းဝင်သည်ဖြစ်၍တရားရုံးတို့၌ဩဇာအာဏာလွှမ်းမိုးလျက်အမျိုးမြတ်သူတို့၏ ဘိုးဘပိုင်လဲမည်ဥစ္စာအရရတို့ကိုငါတို့လဲမည်ဥစ္စာဖြစ်သည်ဟုတင်းယူကြ၍တရားတပောင်ဖြစ်လျင်တန်ခိုးမဲ့သူတို့အားဖိနှိပ်ပုတ်ခတ်ချင်းချောင်းနှင်ထုတ်လျက်အနိုင်ကျင့်ကြကုန်လက်တန့်ထိုအခါအမျိုးမြတ်သူတို့ကြောက်လန့်ဆက်ဆုပ်ကုန်သည်ဖြစ်၍လဲရဥစ္စာတို့ကို ပေးအပ်ကုန်လျက်အိမ်တို့ပြန်၍အိမ်နေကြကုန်အံထိုမှတပားလဲအကျင့်တီလာရှိသောယဟန်းတို့သည် အကျင့်တီလာမဲ့သောယဟန်တို့ကချုပ်ချယ်ဖိနှိပ်ကြလေသဖြင့်တောသို့ပြေးဝင်ပုံအောင်ကြာကုန်လက်တဲ့ဤသို့လျှင်အမျိုးကောင်းသူတော်ကောင်းတို့လည်းလွတ်ရာကျွရာတောတောတောင်တောင်တို့ကိုပြေးပုံကြာကုန်လက်တဲ့